လေးတွေကိုတက်ဖြတ်ခဲ့တဲ့ကြောက်စရာကောင်းတဲ့နတ်ဆိုးကလေးလေးဒီဇလန်လေးကတော့1962ခုနှစ်အစောပိုင်းကာလရုပ်ရှင်ုံတစ်ခုထဲမှာစတင်ထားတာဖြစ်ပါတယ်အဲဒီမှာဂီတရုပ်ရှင်တစ်ခုကိုပြသနေခဲ့ပြီးအရွယ်မျိုးမျိုးနဲ့ပရိသတ်တွေကကြည့်ရှုနေခဲ့ကြပါတယ်သူတို့ထဲမှာတော့မတီလို့ခေါ်တဲ့ကောင်လေးတစ်ယောက်လည်းပါဝင်ခဲ့ပါတယ်အဲကောင်လေးကသူ့တက်နဲ့မလိုက်အောင်노ဒီကောင်တစ်ခုကိုတပြုတ်ပြုတ်နဲ့စုံနေခဲ့တာကြောင့်အဲအတန်ကဘေးနားကကြည့်နေသူတွေကိုစိတ်နှောက်ရှက်ဖြစ်စေခဲ့ပါတယ်ဒါကြောင့်မေရုပ်ရှင်ဝင်လန်တယောက်ကယုံထဲကိုဓာမီတစ်လက်နဲ့ယောက်လာပြီးတော့ သူကမတ်တီကိုထွက်သွားဖို့ပြောလိုက်ပါတယ်။ဒီလိုမျိုးဇာကားကိုကြည့်ဖို့သူ့အသက်ကငယ်နေသေးလို့ပဲဖြစ်ပါတယ်။ကောင်းလေးကလက်မဆက်စီကနေထွက်ပြေးခဲ့ပြီးတော့ရုပ်ရှင်ဝအေဂန်လေးကဂတ်တူပြာကြောင်ညာရုပ်ပုံတွေရဲ့နောက်မှာပုံနေလိုက်ပါတယ်။ပုံနေတဲ့ကောင်းလေးကိုစစ်ပင်စရာဟန်ရဲ့သမီးဖီရိုနီကာကမြင်လိုက်ရပါတယ်။ဒါမဲ့သူမကလက်မဆက်ကိုမပြောပြခဲ့ဘဲနဲ့အဲဒီလူကိုတခြားဘက်စီကိုပဲညွှန်ပြပေးလိုက်ပါတယ်။အနေကင်းမီတို့ယူဆပြီးတဲ့နောက်မတ်တီတယောက်ပုံအောင်နေရာကနေထွက်လာခဲ့ပေမဲ့သူ့ကိုဖမ်းမိလို့နေပါဖြစ်သွားခဲ့ရပါတယ် ဒီနောက်မှာတော့ကောင်းလေးကညဘက်ကြီးလမ်းမတွေတလျှောက်သွားရင်းနဲ့မြို့ထဲကမိရထားတတာအောက်တွေကနေဖြက်ကလမ်းမှာကားတားစီဖို့ကြိုးစားလိုက်ပါတယ်။မှတ်တိုင်တစ်ခုကိုကြော်သွားတဲ့အချိန်မှာတော့သူ့ကိုမိသားစုကောင်းတစုကကားနဲ့တင်ခေါ်ပေးခဲ့ကြပါတယ်။သူတို့မိသားစုမှာတော့အဖေအမေနဲ့သူတို့ရဲ့ကလေးနှစ်ယောက်လည်းပါပါတယ်။မက်ဒီကသူ့ဇာတိမျိုးလေးဒယ်ရီကနေဝေးကိုသာသွားရရင်ဘဲသွားသွားကယူမဆိုင်ဘူးလို့ပြောလိုက်ပါတယ်။ အဲ့အချိန်မှာပဲတမီးကြီးကအိတ်ထဲကနေအသေးတစ်ခုပါတဲ့ပကံကိုထုတ်ယူလိုက်ပြီးတော့သူမရဲ့လက်ချောင်းတွေကိုအသေးသေးနှစ်လိုက်ကသွေးနံကိုလည်းရှူရှိုက်လိုက်ပါတယ်။အဲ့တော့မက်ဒီကိုပါခန်းစားလို့ရအောင်သူ့မျက်နှာစီကိုကမ်းပစ်လိုက်ပါတယ်။ကောင်လေးကမျက်နှာလွှဲလိုက်တဲ့အခါမှာတော့ကောင်မလေးကသူ့အကိုကိုအဟစ်ပြီးတော့ရန်တွေ့ပါရယ်။ရုပ်တရက်သူ့မိကလည်းရက်ဆက်တဲ့အမူအရာမျိုးနဲ့ဆဲဆူကျိန်းပေါင်းပါရယ်။ဒီနောက်မှာတော့မိသားစုတစုလုံးကပုံမှန်မဟုတ်တဲ့ရင်မောတန်တွေနဲ့ရင်မောလိုက်ကြပါရယ်။ ဒီချိန်မှာမက်ဒီကသူတို့ကုနာကထွက်ခွာခဲ့တဲ့ဒယ်ရီမျိုးရဲ့မျိုးဝင်မှတ်တိုင်ကို ရှေ့မှာထပ်ပြီးတော့မြင်လိုက်ရပါတယ်။သူတို့ကမျိုးစီကိုပြန်လှည့်လာနေခဲ့ကြတာပဲဖြစ်ပါတယ်။ကောင်းလေးကအကောင်းပေါင်းနေတဲ့ဖေကြီးကိုရက်ဖို့ပြောလိုက်ပေမဲ့သူတို့မိသားစုကတော့သူတို့ဘာသာအတွေ့အကြုံကစကားပြောနေကြတာကြောင့်သူ့ကိုလုံးဝလက်လျူရှူထားခဲ့ကြပါတယ်။ကောင်းပေါင်းနေတဲ့ဖေပြည့်သူကမက်ဒီရဲ့အတန်ကို မကြားရအောင်ရေဒီယိုအတန်ကိုတောင်တိုးလိုက်ပါတယ်။မက်ဒီကအကောင်းပေါင်းနေတော့ခုံချရအောင်တကားဖွင့်ဖို့ကြိုးစားပေမဲ့လည်းတကားကတော့ခတ်ထားခဲ့ပါတယ်။ ဲဒါကြောင့်သူကမောင်းနေတဲ့စီယာတိုင်းကိုဆွဲကန်လိုက်ပေမဲ့ကားကဟိုဒီဒီအနှဲငယ်ရင်းပြီးတော့ရမ်းသွားတာပဲရှိပါတယ်။ဒါမဲ့ကောင်လေးကရှေ့မှာထိုင်နေတဲ့အမေဖြစ်သူရဲ့ကိုဝင်ဆောင်ဘိုက်ကိုရိုက်မိလိုက်ပါတယ်။သူရဲ့ရိုက်ချက်ကြောင့်ကိုဝင်သားမျိုးသမီးကြီးကအချက်ချင်းဆိုသလိုပဲမိဘကျင်လာပါတော့တယ်။ပုံမှန်မိုးတဲ့ရေပေါ်အခြေအနေဖြစ်နေပေမဲ့လည်းယောက်ျားဖြစ်သူကတော့ကားကိုအရှင်လျှော့ဖို့တော့မစင်စားပါဘူး။ဝေးပြေးကြနေတဲ့သားလုံးတစ်ခုကမြို့သမီးစီကနေကားချမ်းကင်းပေါ်ကိုပြုတ်ကြလာပြီးတော့မိသားစုတစ်ခုလုံးကလည်းအဲ့ဒါကိုကျင်နာမှုအပြည့်နဲ့စိုက်ကြည့်နေကြပါသေးတယ် မတီလဲဒီမခံနိုင်တော့ပဲနဲ့ရှေ့ကိုငုံကြည့်လိုက်တဲ့အချိန်မှာတော့အတောင်ပံပါတဲ့ကြောင်းမက်ဖွယ်တတဝါတကောင်လိုမျိုးကလေးပုံစံတစ်ခုကိုမြင်လိုက်ရပြီးတော့အဲ့ဒီကောင်ကသူ့စီကိုပြေးဝင်လာပါတော့လေ။ကြောက်စရာကလေးငယ်ကဒီအတောင်ပံနေတဲ့ကားထဲမှာပြန်တန်းနေခဲ့ပြီးတော့မတီလဲကြောက်လန့်တုံလှုပ်သွားခဲ့ပါလေ။ကားထဲမှာကြောက်စရာတွေကိုဒီမခံနိုင်တော့တဲ့မတီတယောက် brain box ဘက်ကိုလှည့်ပြီးတော့မျက်စိနဲ့နားတွေကိုပိတ်ကသူ့ရဲ့နှုတ်ဒီကောင်အယုတ်လေးကိုဆုပ်ပါတော့လေ။ကျန်တဲ့ကားပေါ်ကလူတွေကလည်းသူ့ကိုကြည့်လိုက်ကြပြီးတော့မတီကရှေ့ကိုခုန်ချလိုက်ပါလေ။ ကမန်ရင်းပေါက်ကလည်းကွဲထွက်သွားပြီးတော့လူဒီကောင်းကလည်းသူတို့ဖြတ်သွားနေတဲ့မြေစီးကြောင်းလေးကိုပြုတ်ကျသွားပါတော့လေ။အဲနောက်ဇလန်လီကလေးလာကြ1962ခုနှစ်အေဘီလာကိုရောက်သွားပါတယ်။ဒူသားရီနဲ့ပတ်သက်တဲ့လျှို့ဝှက်သီအိုရီတွေကိုစိတ်ဝင်စားနေတဲ့ကျောင်းသားလေးဖီက၁၄ရင်းနေဒေတာကန်စစ်အခြေစိုက်စကန်တစ်ခုစီကိုဆင်းသက်နေတာကိုမျိုးရဲကစာအုပ်တစ်ခုရဲ့လက်သားဆောင်ကနေစောင့်ကြည့်နေပါတယ်။လေးအပေါ်မှာတော့ကိုရီးယားစစ်ပြန်တွေဖြစ်တဲ့လေးမှုဘုံမှုကြီးလီရိုင်းဟန်လွန်နဲ့သူ့ရဲ့ပါတနာဘူကြီးပေါ်လီတို့ရောက်လာပါတယ်။ တို့ကိုဒီလီတက်စကန်ရဲ့တံမှုဘိုးချုပ်ရှော့ရဲ့လက်ထောက်ကလာတွေ့ခဲ့ပြီးတော့အခြေအနေတွေကိုလည်းကိုယ်တိုင်ပြသပြခဲ့ပါတယ်။ဒါကဗျူဟာမြောက်ခြေဆိုင်စကန်6ခုတည်းကတခုဖြစ်ပြီးတော့ရောက်ခဲ့အကြဆုံးစကန်လေးဖြစ်တယ်လို့ပြောနေခဲ့ပါတယ်။ဆိုဗီယက်ယူနီယံကဒီကနေ9မိုင်လောက်ပဲကွေးကွာပြီးတော့တို့နဲ့ဆက်ဖြစ်လာရင်ဒီစကန်ကပထမဆုံးထိုးစစ်ဆင်ရမယ်အခိုင်အမာခံတပ်ဖြစ်လာပါလိမ့်မယ်။လင်းယုံကိုရောက်တဲ့အချိန်မှာတော့ဘုံကြီးဟန်လုံကသူ့ရဲ့လက်အောက်ခံအစ်တွေနဲ့တွေ့ဆုံလိုက်ပါတယ်။ဒါမဲ့ဟန်လုံကလူမဲဖြစ်နေတာကြောင့်သူတို့ထဲကတယောက်ကသူ့ကိုနှုတ်မဆက်ခဲ့ပါဘူး။ ဗိုလ်ချုပ်ချုပ်ရောက်လာမှသာဒီလူမျိုးကြီးခွဲခြားနေတဲ့တပ်သားကမတက်တာပဲနဲ့ယာရုစင်တန်းအတိုင်းလေးပြူလိုက်ရပါတယ်။ဒီချိန်မှာဒယ်ရီမျိုးကအเจ้าမှာတော့တခြားသူတွေကလူတူးဆန်းကောင်မလေးဆိုပြီးတော့အမဲစခံနေရတဲ့လီလီကသူမရဲ့အเจ้าဗီဒီယိုထဲမှာသခွားသီးချင်မှုတွေကိုတွေ့လိုက်ရပါတယ်။ဒါကအเจ้าကတခြားအเจ้าသားတွေကသူမကိုအနိုင်ကျင့်စနောင်နေတာပဲဖြစ်ပါတယ်။သူမရဲ့တငယ်ချင်းမကတော့လီလီကိုနွေရသည့်ကျောင်းပိတ်ရက်အတွက်သူမရဲ့အကြီးစားတခန်းတနာစီစဉ်နေအကြောင်းကိုပြောပြပြီးနှစ်သိမ့်ပေးနေပါတယ်။သူတို့ကပြပြပပနေမယ်ပါတီပွဲတွေတက်မယ်။အဲ လုံးဝကိုပျော်ရွှင်ကြမယ်ဆိုပြီးတော့စိတ်ကူးထားကြတာပဲဖြစ်ပါတယ်။ကျောင်းစင်းကျမှာတော့ဖီကသူ့တငယ်ချင်းတက်တီနဲ့အတူရှောက်သွားနေပါတယ်။ဖီကစစ်စကန်းမှာဂျူသားရီနဲ့တိတ်ပန်ဆန်းတမ်းမှုတွေလုပ်နေတယ်ဆိုတော့သူ့ရဲ့တန်တရားအစ်စ်တွေကိုသူ့တငယ်ချင်းစီကိုပြောပြနေတာပဲဖြစ်ပါတယ်။ဘသူကဘသူကိုဆန်းတမ်းနေတယ်ဆိုတာမရှင်းပြင်မဲ့လည်းတခုခုတော့ဖြစ်နေတယ်လို့သူကဆိုလိုက်ပါသေးတယ်။လွန်ခဲ့တဲ့နှစ်ရက်အတွင်းမှာဒယ်ရီမြို့နာမှာဂုံနေလေရင်ခုနှစ်စီးဆင်းသက်တာကိုတွေ့ခဲ့ရတဲ့အကြောင်းဖီကပြောပါရယ် ယနေ့ပိုင်းမှာကောင်လေးတွေက free ရဲ့အိမ်မှာအတူတူအเจ้าကအင်စာတွေလောက်ကြပါတယ်။ဒါမဲ့တက်ဒီရဲ့စိတ်ထဲမှာတော့ပျော်ဆုံးသွားတဲ့မတီရဲ့အเจ้าတွေနဲ့ပဲပြည့်နှံ့နေခဲ့ပါတယ်။ဒီနေ့ကမတီပျော်ဆုံးသွားတာ၄လပြည့်တဲ့နေ့ပဲဖြစ်ပါတယ်။မတီမိကသူ့ရဲ့မွေးနေ့ကိုလာရင်တကြားလုံးပေးမယ်လို့ကတိပေးခဲ့ပေမဲ့လည်းသူတို့ကမသွားခဲ့ကြတာပဲဖြစ်ပါတယ်။ဒါကြောင့်မဲသူတို့သာပါတီပွဲကိုသွားခဲ့မယ်ဆိုရင်မတီထုံမပြေးတော့ဘူးဆိုပြီးတော့တက်ဒီကသူ့ကိုသူအပြစ်တင်နေခဲ့ပါတယ်။ ။ ፊ ကတော့သူ့ကိုသဘောမတူပဲနှစ်ယောက်သားစကားများခဲ့ကြပြီးသူ့တငယ်ချင်းကလည်းထွက်သွားပါတော့လေ။အဲဒီချိန်မှာဒီဂျိုးကိုပြင်ဆင်နေတဲ့လီလီကတော့သူမရဲ့လက်ထဲကလက်ခုံပုံတော့ကျိတ်လေးကိုကိုင်းလိုက်ပြီးတော့အတိတ်ကိုပြန်တွေးမိလိုက်ပါတယ်။ရုံခဲ့တဲ့လီလာလောက်တုန်းကဘက်ဒီကသူမကိုမြို့ကိုကောင်းကောင်းမြင်ရတဲ့ Municipal စာအုပ်ရဲ့လက်သားဆောင်စီကို ခေါ်သွားပေးခဲ့ပါတယ်။ကစားစရာတွေပါတဲ့ကြားလုံးကိုပွင့်လိုက်တဲ့အချိန်မှာတော့ကော်မတီကတုံးမြန်ပုံစံကစားစရာကို တွေးလိုက်ရပါပဲ။ဒီလိုမျိုးယုတ်လေးတွေကိုသူမကအများကြီးပောက်ဖူးခဲ့ပြီးသားဖြစ်နေပါတယ်။ အဲ့တော့မဒီကသူ့ရဲ့လက်ခုံလေးကိုသူမကိုလက်ဆောင်ပေးလိုက်တာပါဒီနောက်မှာတော့လီလီကသူမရဲ့ဖေရဲ့တိတ်ဆိုးမှုကြောင့်တခြားသူတွေကသူမကိုထူးဆန်းနေလို့ယူဆနေကြကြောင်းပြောလိုက်ပါတယ်သူမဖေကသွားကျင်သည်ထုတ်လုပ်တဲ့စိတ်ုံမှာမတော်တဆမှုကြောင့်တိတ်ဆိုးခဲ့တာပဲဖြစ်ပါတယ်ဒါမဲ့မျိုးရဲကတခြားကလေးတွေကတော့သူ့ရဲ့အလောင်းစိတ်ပိုင်းတွေကိုသွားသည်ကျင်ဘူးတွေထဲမှာရှာတွေ့နိုင်တယ်လို့ရှောက်ပြောနေကြတာပဲဖြစ်ပါတယ်သူတို့နှစ်ယောက်စကားကောင်းနေခဲ့ကြပေမဲ့လည်းနှစ်တကူပွဲတော်ရဲ့မိဘန်းတွေပြစ်ဖောက်တန်ကြောင့်စကားစာပြတ်သွားကြပါတယ် ကောင်မလေးနဲ့ကောင်လေးတို့နှစ်ယောက်ကမောင်မဲနေတဲ့ကောင်းငင်ရံကရောင်စုံအလင်းနှန်းတွေကိုနှစ်သက်စာကြည့်ရှုရင်းနဲ့မဒီကအခွင့်အရေးယူပြီးတော့ကောင်မလေးကိုနမ်းဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့ကောင်မလေးကရှောင်းလိုက်တဲ့အချိန်မှာတော့ထိလွယ်ရှလွယ်ဖြစ်နေတဲ့မဒီတယောက်ပြန်မပြေနိုင်တဲ့စိတ်ဒဏ်ရာရသွားခဲ့ပါတယ်။အဲဒီနောက်ကောင်လေးထွက်သွားခဲ့တဲ့အခါမှာတော့ဒါကသူမသူ့ကိုနောက်ဆုံးမြင်လိုက်ရတဲ့အချိန်ပဲဖြစ်ပါတယ်။အတိတ်ကိုပြန်တွေးနေတဲ့လီလီကသူမရဲ့အမေကြောင့်အာယုံလွင့်တာကနေရက်သွားပါတယ်။သူမရဲ့အမေကတကားဖွင့်ပြီးတော့သူ့ဖေရဲ့အုပ်ကိုစီကိုသွားတင်ကြောင်တတိပေးလို့ပဲဖြစ်ပါတယ်။ ူဆုံးပြီးခဲ့ကတနေ့ကျော်တွင်ကော်မလီကအုပ်ဘူစီကိုတကားမှမသွားလဲပူးခဲ့ပါဘူး။ဒါကြောင့်အခုတော့လက်ခံဖို့တွားကြည့်ဖို့အတွက်အချိန်တန်ပြီးဖြစ်ကြောင်းပြောလိုက်ပါရစေ။သူမရဲ့မိကစင်မကောင်းစွာထွက်သွားပြီးတဲ့နောက်မှာတော့လီလီကရေစင်းပိုက်ပေါက်ထဲကနေမက်ဒီရဲ့တခြင်းဆိုတန်ကိုရုတ်တရက်ကြားလိုက်ရပါရစေ။ဂုံးကြည့်ပြီးတော့မက်ဒီကိုခေါ်လိုက်တဲ့အခါမှာတော့အပေါက်ထဲကနေလက်နှချောင်းထွက်လာပြီးတော့ချက်ချင်းကိုပြောင်းပြောက်သွားခဲ့ပါရစေ။လီလီကဒီကြောင်းကိုမတ်ကိုပြောပြတဲ့အခါမှာတော့သူမရဲ့တငယ်ချင်းမကသူမကိုချက်ချင်းအင်တာစီဆွဲခေါ်သွားခဲ့ပြီးတော့ ဒီဖြစ်ဖြစ်ကိုတခြားသူတွေကပြောဖို့တားလိုက်ပါတယ်။အလိုလိုမှလီလီနဲ့ပတ်သက်ရင်မကောင်းတဲ့စကားတွေမျိုးမျိုးပြောနေကြတာကြောင့်လူတကာကအယူလို့ခေါ်နေတဲ့လီလီရဲ့အချစ်ဆုံးတငယ်ချင်းဖြစ်သွားမှာမျိုးကိုမဖြစ်စေချင်ကြောင်းပြောလိုက်ပါတယ်။လီလီကသဘောမကျမိပေမဲ့လည်းဘာမှမတတ်နိုင်ခဲ့ပါဘူး။ဖီကတော့သူမကိုမယုံပေမဲ့တက်ဒီကတော့ဒါကစစ်စကန်းကဂျိုသားတွေလိုမျိုးစိတ်ကူးရင်မို့ပဲနဲ့အိမ်ကနေထွက်ပြေးပြီးမိန်လန်ပတ်လိုင်းထဲမှာပုန်းနေတဲ့ဆယ်ကျော်တက်တယောက်ဖြစ်နိုင်တယ်လို့ပြောလိုက်ပါတယ်။ ဒီနောက်မှာတော့သူတို့ကဒေကြတဲ့ပြေတစ်ခုကိုသဘောမတူမိခဲ့ကြဘဲနဲ့လီလီကတော့ပြန်သွားခဲ့ပါတယ်။စစ်စခန်းမှာတော့ဗိုလ်ချုပ်ဟန်လွန်ကဗိုလ်ချုပ်ကျော်စီကိုတွားရောက်တွေ့ဆုံပါတယ်။ဗိုလ်ချုပ်ကလေးမပြုတ်ခဲ့တဲ့လောက်ကန်ကိုအင်နာရီတန်ရှင်းခိုင်းလိုက်ပြီးပြစ်ပေးလိုက်ကြောင်းပြောခဲ့ပါတယ်။ဒါအပြင်တမှုကဟန်လွန်ကိုပြောင်းရွှေ့လိုက်တာကတော့နောက်ဆုံးပေါ်ဘုံကျဲလေရင် B52 ကိုစမ်းသပ်မှုတွေနဲ့ဆက်ဆက်နေကြောင်းပြောပြပါတယ်။ရသာစားချိန်မှာတော့တက်တီကသူ့ဘေကိုကလေးတယောက်ကိုပြန်မေးဆွဲပြီးတော့မိန်လာပတ်လိုင်းထဲမှာဖမ်းထားဖို့ဖြစ်နိုင်လားလို့မေးလိုက်ပါတယ်။ သူ့ဘေကတော့ဂျူးလူမျိုးတွေကသူတို့ရဲ့အရေခွန်ကနေမိအိမ်တွေလုတဲ့ဂျာမန်အချင်းစခန်းကိုရှင်သန်ခဲ့ကြရတဲ့အကြောင်းကိုပြောပြလိုက်ပါတယ်။ပြည်ထောင်နေဒါမျိုးကမှတကယ်ထိတ်လန့်စရာဖြစ်ပြီးတော့ရုပ်ပြစာအုပ်တွေကြောင့်သူသားကစိတ်ကူးယဉ်နေတာကတော့ရုပ်ပြစာအုပ်တွေရဲ့စိုးကျိုးတက်ရောက်မှုပဲဆိုပြီးတော့ဆုံးမကန်ဖွင့်နေခဲ့ပါတယ်။ရမတော်တက်ဒီကအဲ့ရမွေငယ်အဲ့ဒီရုပ်ပြစာအုပ်တွေကိုဖတ်နေတော့မှပဲ။စပွဲနေမိအိမ်ကမိတ်တုံမိတ်တုံနဲ့သူ့လိုလိုပိတ်သွားတာကိုတွေ့လိုက်ရပါတယ်။ ောက်တစ်ချိန်ပြန်ဖွင့်လိုက်တဲ့အချိန်မှာတော့ပုံမှန်မိရင်အစားလူရည်ကိုနဲ့လှုပ်ထားတဲ့ကြောက်စရာကောင်းတဲ့မိရင်ပုံစံမျိုးအရာတစ်ခုကိုမြင်လိုက်ရပါတယ်။တက်ဒီကကြောက်လန့်သွားကအော်ဟစ်လိုက်ပြီးတော့ကြောက်စရာကောင်းတဲ့မျက်နှာနဲ့မိရင်ကလည်းသူ့လိုမျိုးလိုက်ပြီးတော့အော်နေခဲ့ပါတယ်။ရုတ်တရက်တက်ဒီရဲ့ကိုကြီးကဇူညာတန်ဒီကိုကြားလို့ဘာလို့နေတဲ့ကြည့်ရအောင်လို့တကားကိုဖွင့်ပြီးတော့ကြည့်လိုက်တဲ့အချိန်မှာတော့ကြောက်စရာမြင်ကွင်းတွေကရပ်တန့်သွားပါတော့လေ။နေဝင်ချိန်မှာတော့တငယ်ချင်းတွေကလာတာဆုံးမှာစူးခဲ့ကြပြီးမြို့မြင့်ကွင်းကိုကြီးရှုရင်းနဲ့တက်တီကဖြစ်ခဲ့တာတွေကိုပြောပြပါရစေ ကလေးတွေကတော့သူတို့ခံစားရတာတွေကိုလူကြီးတွေကိုပြောပြလိုက်မယ်ဆိုရင်သူတို့ကိုဘောရာဆောင်လိုမျိုးចောင်းနေပို့ရင်ပို့မဟုတ်ရင်ចမ်းမာရင်းနဲ့ပတ်သက်တဲ့ចောင်းနေစီဟိုတောင်ရောက်သွားလိမ့်မယ်ဆိုပြီးတော့စိုးရိမ်နေခဲ့ကြပါတယ်။ဒါကြောင့်သူတို့ကမက်ဒီပါဖြစ်သွားလဲဆိုတာကိုကိုယ်တိုင်ကိုယ်ကျစုံစမ်းကဂိုင်းတွေဖြည့်ရှင်းဖို့ဆုံးဖြတ်လိုက်ကြပါတယ်။ဒီလိုမျိုးထူးဆန်းတဲ့အဖြစ်အပျက်အားလုံးကမက်ဒီရဲ့ပျောက်ဆုံးမှုကနေစတင်လာခဲ့တာပဲဖြစ်ပါတယ်။ဒါကြောင့်အစအနေနဲ့ကလေးတွေကစာကြည့်တဲ့ကိုသွားပြီးတော့သတင်းစာတွေကိုရှာဖွေကြည့်ရှုခဲ့ကြပါတယ်။ ဖီကအိမ်မှာကြည့်ပေးဖို့လူမရှိတာကြောင့်သူ့ရဲ့ညီမလေးစူစီကိုပါသူတို့နဲ့အတူခေါ်လာခဲ့ရပါတယ်။သူတို့ကသတင်းစာရီထဲကပျော်ဆုံးသွားတဲ့ကောင်လေးကြောင့်ဆောင်းပါးတစ်ခုကိုရှာတွေ့ပြီးတော့ပျော်ဆုံးသွားတဲ့မတ်တီကိုနောက်ဆုံးမြင်ခဲ့ရတာကရုပ်ရှင်ဝင်စက်ပြင်းစရာရဲ့သမီးဖီရိုနီကာဖြစ်ကြောင်းသိလိုက်ရပါတယ်။ကလေးတွေကသူမစီကိုသွားပြီးတော့သူတို့တငယ်ချင်းအကြောင်းကိုမေးခဲ့ကြပေမဲ့လည်းသူမကတော့ပြန်မပြေချင်ခဲ့ပါဘူး။သူမကရဲရဲမိကုန်းအနေနဲ့တင်စိတ်ကိုနေခဲ့တာပဲဖြစ်ပါတယ်။ အဲ့ဒါပြင်ရဲတွေကလည်းသူမရဲ့ဖေနဲ့သူမကိုပဲပြစ်တင်နေကြတာကြောင့်စိတ်ပြစ်နေကြတာပဲဖြစ်ပါတယ်။ဒါမဲ့သူမထွက်သွားတော့မဲ့အချိန်မှာပဲကလေးတွေကမိန်းလာပိုင်လိုင်းတွေကတခြင်းအကြောင်းကိုပြောနေတာကိုသူမကနှစုံနှပြကြားလိုက်ရပါတယ်။ဒါကိုကြားလိုက်ရတော့မှပဲသူမလည်းစိတ်ဝင်စားသွားပါတယ်။အဲ့နောက်ဗီရိုနီကာကသူမလည်းရုပ်ရှင်ရုံရဲ့မိန်းလာပိုက်တွေတဲကနေဂီတရုပ်ရှင်တွေကတခြင်းတန်လိုမျိုးကြားခဲ့ရတယ်လို့ပြောလိုက်ပါတယ်။အဲ့ဒါပြင်ရဲသားတွေနဲ့ကလေးငိုတန်တွေလည်းကြားခဲ့ရပြီးတော့တရားရုံးကသူမနိုင်မျိုးကိုခေါ်နေတာလည်းကြားခဲ့ရတာပဲဖြစ်ပါတယ်။ ဘုံမူကြီးဟန်လုံကတော့တပ်စကန်ရဲ့အဆောင်မှာအိပ်ဖို့ပြင်ဆင်နေပါတယ်။ဘရင်ဘောက်ကလိုက်ကာရဲ့ခေါ်တံတွေကြောင့်သူကစိတ်နှောက်ရှက်ဖြစ်နေရတာကြောင့်ထားရက်ပြီးတော့ဘရင်ဘောက်ကိုပြင်လိုက်ပါတယ်။ဒါမဲ့သူကဘရင်ဘောက်ပြင်ဘက်မှာဓာရုကဝဲဝတ်စုံတွေကိုဝတ်ထားကြတဲ့တန်တရားဖြစ်စရာပုံစံတွေနဲ့လူတွေကိုတတိမထားမိလိုက်ပါဘူး။မဘိတ်ကောပဲရောက်လာတဲ့ဧည့်သည်တွေကခဏကြာတဲ့အခါမှာတော့ဟန်လုံရဲ့ကရင်နာကိုရောက်လာကြပါပြီ။ဘုံမူကြီးလည်းထောက်ကုန်ပြီးတော့တိုက်ခိုက်ဖို့ကြိုးစားလိုက်ပေမဲ့ရှုံးနေသွားပါတယ်။ တပတ်ကရန်သူတွေက၃ရောက်ရှိနေပြီးတော့သူတို့ကသူ့ကိုတနက်နဲ့ချင်းချောက်ကဘုံကျဲလီယန် B52 ရဲ့နီးပြူဟာပိုင်းနဲ့ဤပညာပိုင်းဆိုင်ရာချက်လက်တွေကိုမေးမြန်းကြည့်နေကြတာပဲဖြစ်ပါတယ်။ဒါမဲ့လေဟန်လုံကတော့ဒီထိတ်တန်းလျှော့ဝှက်ချက်တွေကိုတပတ်ရန်သူတွေစီကိုပြောပြဖို့ညှဉ်းဆန်းခဲ့ပါတယ်။အဲဒီအချိန်မှာပဲဘော်လီကတကားကိုလာခောက်တာကြောင့်ဘုံမူကြီးကအခွင့်အရေးယူပြီးတော့ရန်သူတွေစီကတနက်ကိုလူယူလိုက်ပါတယ်။ဘော်လီကလည်းဝင်ကူညီပေးခဲ့ပြီးတော့သူတို့နှစ်ယောက်ကရန်သူတွေကိုနှောက်ယှက်ပြီးတော့ထွက်သွားအောင်တိုက်ခိုက်မောင်းထုတ်နိုင်ခဲ့ပါတယ်။ ဒီချိန်မှာဗီရိုနီကာကတော့သူမရဲ့တငယ်ချင်းအစ်တစ်တွေကိုရုံးပိတ်ချင်းရောက်နေတဲ့ရုပ်ရှင်ရုံစီကိုခေါ်သွားပေးခဲ့ပါတယ်။သူမဖီရဲ့တော့ကိုသုံးပြီးတော့သူမကတငယ်ချင်း၄ယောက်ကိုခမ်းမာရဲခေါ်သွားကသူမကိုယ်တိုင်ကတော့စစ်ပင်ဆရာရဲ့ခန်းထဲကနေဖလင်လေးကိုထည့်ပြီးတော့လီလီကြားခဲ့ရတဲ့တခြင်းပါတဲ့ဂီတရုပ်ရှင်ကိုပြသလိုက်ပါတယ်။ဖန်သားပြင်ပေါ်မှာရုပ်ရှင်လည်းစတင်လာခဲ့ပါတယ်။ဇဝင်ကန်တစ်ခုမှတီဆိုနေတဲ့ဇာလိုက်စူတော်ကိုဘေးနားကဝင်းရံနေကြတဲ့လူအုပ်ထဲမှာကလင်းငယ်တယောက်နဲ့တူတဲ့အထုပ်တစ်ခုကိုကင်ထားတဲ့မက်ဒီကိုရုတ်တရက်မြင်လိုက်ကြရပါတယ်။ ဒါကိုမြင်လိုက်ရပြီးတော့အံ့အားတင်သွားကြတဲ့ကလေးတွေကမတ်တီနမ်မီကိုခေါ်လိုက်တဲ့အချိန်မှာပဲသူက ခေါ်တံကိုရုတ်တရက်တုတ်ပြန်လိုက်ပါတယ်။ရက်ဒီကအရှိကိုထွက်လာခဲ့ပြီးသူတငယ်ချင်းတွေကိုတယောက်ချင်းနမ်မီခေါ်လိုက်ပါတယ်။အဲဒီနောက်ဖြစ်ဖြစ်ခဲ့တာတွေအတွက်သူတို့ကသူ့ကိုတစ္ဆာဖောက်ခဲ့တယ်လို့ဆိုပြီးတော့အပြစ်တင်ခဲ့ပါတယ်။မက်ဒီကကလင်းငယ်စီကိုငုံကြည့်ပြီးတော့ငိုနေတယ်လို့မျိုးဖြစ်သွားပေမဲ့ကောင်းပြန်မောလိုက်တဲ့အချိန်မှာတော့သူ့ရဲ့မျက်နှာမှာပြုံးတစ်ခုရှိနေခဲ့ပါတယ်။ဒီပြုံးကပုံမှန်တက်ပို့ပြီးတော့ကျေပြန့်နေခဲ့တာပါ ပြီးတော့နေကောင်လေးကရုပ်ရှင်ပေကားထက်ကနေသူ့ရဲ့လက်ထက်ကအထုပ်ကိုပြစ်ချလိုက်ပါတယ်။ရုပ်ရှင်ပေကားကိုမှန်တစ်ချက်လိုထိုးပေါက်ပြီးတော့အဲ့ဒီယာကခမ်းမာတွေကိုပြန်ဝင်လာကအတောင်ပံပါတဲ့တရဝပုံစံနဲ့ကလေးငယ်ဖြစ်သူဖြစ်နေခဲ့ပါတယ်။ရုပ်ရှင်ပေကားဘုကဖလင်ကလည်းဘာမှမပေါ်တော့ဘဲနဲ့ဝါးနေချိန်မှာပဲတရဝဘီလူလေးကခမ်းမာပက်လင်မှာပြန်တန်းနေခဲ့ပါတယ်။ဘီလူကကောင်လေးတွေကိုလိုက်ဖမ်းပြီးတော့လေထဲကိုမြှောက်လိုက်ကအပိုင်းပန်းဆုပ်ပြဲလိုက်တာကြောင့်စစ်ပင်စရာရဲ့ခန်းထဲကမန်တွေနဲ့ရှောက်လန်းပေါ်မှာလဲကျနေတဲ့လီလီတို့ဘော်ကိုတွေးရစီကြလာပါတော့တယ် ဗီရိုနီကာကသူမကိုထားနိုင်ဖို့ကူညီလိုက်ပြီးတော့သူတို့နှစ်ယောက်ကကလက်ထိုင်းတွေနောက်မှာပုံနေတဲ့ဘီလူးစီကနေထွက်ပြေးခဲ့ကြပါတယ်။အေကန်းကိုရောက်တဲ့အခါမှာတော့ဗီရိုနီကာကတကားကိုအသေးချာကလန့်ပြီးတော့ပိတ်လိုက်ပါတယ်။ပြီးတာနဲ့သူမကသွေးတွေပေးချန်နေတဲ့လီလီကိုဘာတွေဖြစ်နေတာလဲလို့မေးလိုက်ပါတယ်။ဒီချိန်မှာပဲရုတ်တရက်သူမကစူဇီရဲ့လက်ကိုဆုပ်ကင်ထားခဲ့တာကိုတတိယသွားပြီးကြည့်လိုက်တဲ့အခါမှာတော့ပြတ်သွားတဲ့လက်ကိုဆုပ်ကင်ထားသေးဖြစ်နေခဲ့ကလီလီလည်းထိတ်လန့်ကြဝေးလိုက်ပါတော့တယ်။ ဇလန်လေးကတော့ဒါပါပဲခင်ဗျာဇုံနီနားဆင်ပေးခဲ့ကြတဲ့အတွက်လည်းကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ